ဝေးဝင်းနှစ်ပွဲမှာတော့နှစ်ပွဲလုံးသေရကြသွားတယ်ပေါ့ဒါပေမဲ့နှစ်ပွဲလုံးသေရကြသွားပြီမဲ့အဲမန်ယူနိုက်တက်အသင်းမှာ positive ဖြစ်တဲ့အဲ့လိုအပေါင်းလက္ခဏာဆောင်တဲ့အချက်တွေအများကြီးရှိတယ်လို့ကျွန်တော်ကတော့ခံစားရတယ်။ Everton နောက်ဆုံး၅ပွဲမှာ၅ခုလောက်ပဲရတယ်။ကိုသွန်းစွမ်းရည်တွေကြာလာတယ်။အဲ့ဒါတော့နည်းနည်းလေးပြောစရာရှိတယ်။ အာနောက်ပြီးဒီရသည်မှာတွင်းကောက19ပဲရှိတယ်ပေါ့နော်အဲ့တော့နောက်ဆုံးတွေးဆုံမှုတွေမှာလည်း Everton ရဲ့အခြေအနေက United တွေ့ရနောက်ဆုံး10ပွဲမှာ9ပွဲမရထားဘူးဆိုတော့အဲ့ဒါလေးကလည်းနည်းနည်းစိုးတယ်ပေါ့နော် United က6ပွဲနိုင်တယ်2ပွဲတေချရတာဆိုတော့နောက်ပိုင်းပွဲတွေမှာ United ကပိုပြီး dominate လုပ်လာနိုင်တယ်အားလုံးပဲမင်္ဂလာပါများကျွန်တော် The Sports Quarter ရဲ့ပွဲကြိုသုံးသက်ချက်အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေဒီဘက် Premier League ပွဲစဉ်12ရက်ထားနောက်ဆုံးပွဲစဉ်တနင်္လာနေ့ညမှာကစားမယ့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့အေဗာတန်အသင်းတို့ရဲ့ပွဲကြိုသုံးသပ်ချက်ကိုကျွန်တော်နဲ့တူတာတူတဲ့ spoil အကစားစီစဉ်တွေကိုပုံမှန်တင်ဆက်ပေးနေကြဖြစ်တဲ့ညီလေးထက်ဆိုးလို့အတူတကွတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ညီလေးမင်္ဂလာပါ။မင်္ဂလာပါကို။အဲ့တော့ဒါ United နဲ့ Everton ပေါ့နော် United ကတလုံးမှာ၅ဝဲဆက်ရှုံးဝဲမရှိဘူး။ခြေနေလေးတွေလည်းပြန်ကောင်းလာတယ်။ဒါပေမဲ့လည်းအဲနောက်ဆုံးနှစ်ပွဲဆိုအနိုင်မရခဲ့တဲ့အတွက်ရှားမှတ်တရားနှစ်မျိုးဘူးတော့ကောင်းတယ်ပေါ့နော်အဲ့တော့ United နဲ့ပတ်သက်ပြီးညီလေးရဲ့အမြင်လေးနဲ့စပေးပါဟုတ်အဲ့တော့နောက်ဆုံးနှစ်ပွဲမှာတော့ကျွန်တော်တို့က ငါးပွဲဆက်ဟိုအစောပိုင်းတော့ဆိုတာငါးပွဲဆက်နိုင်ပွဲဆိုပြီးဆိုရှယ်မီဒီယာမှာလည်းအရင်ပြောနေကြတယ်ဒါပေမဲ့ဒီနှစ်ပွဲမှာတော့အဝေးခွင်းနှစ်ပွဲမှာတော့နှစ်ပွဲလုံးတည်ကြရပါတယ်ဒါပေမဲ့နှစ်ပွဲလုံးတည်ကြရပါပြီမဲ့အဲမန်ယူနိုက်တက်အသင်းမှာ positive ဖြစ်တဲ့အဲ့လိုအပေါင်းလက္ခဏာဆောင်တဲ့အချက်တွေအများကြီးရှိတယ်လို့ကျွန်တော်ကတော့ခံစားရတယ်အဲ့တော့ဥမာဆိုကြပါစို့နောက်ဆုံးမိနစ်ထိဂိုးရဖို့အတွက်ကြိုးစားတဲ့ဟာတွေဥမာစပါးနဲ့ပွဲစဉ်မှာဆိုတယောက်ယောက်နေပြီးမဲ့လေရအောင်လို့ဂိုးကို ခြေပါကိုပြန်ရအောင်သွင်းသွားတယ်အဲ့တော့အရင်ယာသီစပြီးတဲ့တိတ်မကြခင်ကာလလောက်ကဆိုအဝေးကွင်းပွဲစဉ်ဆိုတာအရှုံးသီးတန့်ဆိုရဲပုံစံလိုမျိုးကျွန်တော်တို့ကတွားတာပေါ့နော်ဆိုတော့ဒါပေမဲ့နောက်ပိုင်းမှာတော့ယာသလောက်တော့အမှတ်ကိုပြန်ရအောင်စေမယ်ဆိုရဲစိတ်ပိုင်းဆိုင်ရာခံယူချက်လေးတွေတွေ့ရတယ်ပြီးတော့ set piece တွေမှာတိုးတက်လာတဲ့အပိုင်းတွေအများကြီးတွေ့ရတယ် set piece တွေကနေကျွန်တော်ကိုးရီဒီနှစ်ပွဲစလုံးမှာရခဲ့တယ်ပေါ့ဆိုတော့အဲ့လိုပုံစံလေးတွေတော့အပေါင်းလက္ခဏာဆောင်တဲ့အချက်လေးတွေတော့တွေ့ရတယ်ဒါပေမဲ့ရလက်ရတော့မနိုင်ဘူးပေါ့ နှစ်ပွဲစာကိုပြန်ကြည့်ရင်တော့နှစ်ပွဲစာကောင်းပေမဲ့လေငါးပွဲစာပြန်ကြည့်လိုက်လို့ရှိရင်တော့သုံးပွဲတိုင်းနှစ်ပွဲတည်17မှတ်ဆိုတာလက်ခံလို့ရတဲ့အနေအထားမှာရှိရလို့ပဲမြင်ပါတယ်ကျွန်တော်ဟုတ်ကဲ့အာဗီယာဒီမှာပြီးခဲ့တဲ့ international break ခံသွားတယ်ပေါ့နော် international break ပြီးမှအဲ့မှာကာစီမီရိုတို့ဒီ Bruno Fernandes တို့ဒိုကူတို့တော်တော်လေးခြေစွမ်းပြနိုင်ခဲ့တယ်ပေါ့နော်ဂိုးတွေပါလေရပြီးတော့ United အသင်းရဲ့ကစားသမားတွေဟာဂိုးမရရင်နေဂိုးဖန်တီးမှုတွေအဲ့လိုမျိုးပေါ့အသင်းပေါင်းစုံမှာ ချီးစွမ်းအနေထားတစ်ခုပြသနိုင်ခဲ့ဆိုတော့အဲ့တော့ဒီနေ့ပွဲစံမှာရောအဲ live အနေနဲ့ဒီပွဲထွက်လူချင်းမှာရောဘလို့အပြောင်းလဲရှိနိုင်တယ်ဒီပုံစံတိုင်းဒါမလားအဲ့မှာ United အသင်းရဲ့နောက်ပိုင်းအားသာချက်ကဘယ်အပိုင်းတွေကအဓိကထားပြီးတော့အကူစောင့်ကြည့်ခြင်းစရာဖြစ်လာလဲပေါ့အဲ့တော့ဟို international break မှာတော့ခုနပြောတဲ့ကွင်းလယ်ပိုင်းကစားသမားတွေတော့ချီးစွမ်းပြတယ်ဒေါ်ကူးဆိုလဲတိမ်မက်မှာဟိုအသင်းအသင်းကတော့ဟိုတိုင်းရိုက်မအောင်ပါပဲဂိုးတွေပါပြန်ရတယ်ပေါ့ဒါပေမဲ့တခုရှိတာအမွေးပိုးကတော့ ဒါပေမဲ့ World Cup ကိုတော့မပါနိုင်တော့ဘူးเนาะကင်မရွန်ကတော့ခြေစပွဲအဆင့်မှာနှုတ်ဆက်သွားတော့ဆိုတော့ဒါတွေကတော့အမွဲဘိုးကတကယ်စိတ်သက်ပိုင်းဆိုင်ရာအမြင့်ဆုံးရောက်နေတဲ့အချိန်တွေမှာဒါလေးတွေကတော့ minor impact လေးတွေတော့ခြေကောင်းရှိနိုင်တယ်အဲ့တော့လက်ရှိအသင်းမှာဘယ်အပိုင်းတွေကအဓိကတိုးတက်လာလဲဆိုတော့ကျွန်တော်အမြင်ပြောရရင်တော့တိုက်ဆက်ပိုင်းပဲဘာလို့လဲဆိုတော့အရင်တော့ကိုးရဖို့ခက်နေတဲ့အနေထားကနေကန်ဆယ်ပိုင်းရတော့ကိုးတွေကဟိုကိုးသမားနဲ့ကန်ဆယ်ကအမားကြောင့်မဟုတ်ပေမဲ့ကိုးတွေကတော့ ေးနေရတော့မယ်နောက်ပိုင်းပွဲစဉ်တွေမှာဒါပေမဲ့အဝေးကွင်းပွဲစဉ်တွေမှာဆိုအခုဂိုးတွေရလာတယ်အိမ်ကွင်းမှာဆိုကျွန်တော်အဝေးကွင်းတည်တံ့ကြည့်လို့ရှိရင် Liverpool တို့ Forest တို့ Spurs တို့ဒီလိုကွင်းတွေမှာတိုက်ဆက်က2ဂိုး2ဂိုး2ဂိုးပုံမှန်ရလာတယ်အဲ့တော့အိမ်ကွင်းကိုပြန်ကြည့်လို့ရှိရင်လေ Sunderland နဲ့ပွဲစဉ်2စီးနဲ့နိုင်နဲ့ Brighton ကို4-2နဲ့နိုင်တဲ့ပွဲစဉ်တွေရှိတယ်ဆိုကျွန်တော်တို့အိမ်ကွင်းရလကလည်းအိမ်ကွင်းမှာလည်းဂိုးရဖို့စိတ်ပူစရာမလိုတဲ့အနေအထားဖြစ်နေတယ်။အဲ့တော့ United ကအခုကဒီရာဒီအနေအထားရတယ်။ရာဒီအစ Arsenal နဲ့ပွဲမှာဂိုးမရခဲ့တာလွဲလို့ရှိရင်တိုက်ဆက်ကတော့ ဘယ်အတွဲအဖက်ကိုပဲပွဲထုတ်တော့အမြဲတမ်းလိုလိုကိုရတဲ့ပုံစံလိုမျိုးတော့ပြန်မြင်နေရတယ်ဆိုတော့ဒီအပိုင်းကတော့တော်တော်လေးအားရကျေနပ်ဖို့ကောင်းတဲ့အပိုင်းလို့မြင်ပါတယ်။ Okay cancel ပိုင်းနဲ့ပတ်သက်ပြီးတော့ညီလေးဘယ်လိုမြင်တော့ပါ။ဘာကြောင့်လဲဆိုတော့ဒီ United က cancel ပိုင်းနေ့မှာတော့လက်ရှိမှာ18ကိုတောင်ပေးထားရတယ်ပေါ့နော်။နိုင်ပွဲတွေတော့ရခဲ့တယ်နောက်ဆုံးတည်ကြခဲ့တဲ့ပွဲဆိုလဲဒါတူးတူးတွေပေါ့เนาะအဲ့တော့ခန်းစဲအကြောင်းနဲ့ပတ်သက်ပြီးတော့ညီလေးဘယ်ပိုင်းတွေကိုလည်းနည်းနည်းစိုးရိမ်မိတယ်ပေါ့เนาะပွဲတိုင်းဂိုးတွေတော်တော်များပေးနေရတာဆိုတော့အဲ့တော့ခန်းစဲပိုင်းနဲ့ပတ်သက်ရင်တော့ကျွန်တော်အမြင်က အယိုးရှင်းတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဂိုးသမားနဲ့နောက်တန်းနဲ့ကွင်းလယ်ခန်းဆက်နဲ့ဒါဒီခန်းဆက်မှာအဓိကအားဖြင့်ပါဝင်ရတဲ့လူတွေပေါ့ဟိုကျန်တဲ့လူတွေလည်းအတိုင်းအတာတစ်ခုထိတော့ပါပါတယ်ဒါပေမဲ့ main character ကတော့သူတို့တွေအဲ့တော့ဒီနေရာမှာဂိုးသမားလည်းအဆင်ပြေတယ်နော်လမန်းအနေနဲ့ရောက်လာကြတဲ့သူဆိုလည်းစွမ်းဆောင်ရည်ကောင်းတယ်အဲ့တော့နောက်တန်းကိုပြန်ကြည့်ရောလေကျွန်တော်အမြင်ရတော့နောက်တန်းအားလုံးကအဆင်ပြေတယ်ဟိုမှာ delete ဆိုလည်းဒါဒီရာဒီသူ့ခြေစမ်း special မကွေးရဆိုလည်းသူ့ရဲ့အရေးပါမှုကမေ့ထားလို့မရသေးဘူးအဲ့တော့ even လူရှောတောင်မှအကွယ် ဘယ်လိုပြောရမလဲဆိုလူရှောတော့မန်စီးတီးနဲ့ဒါဘီပွဲမှာရုပ်ပြတ်သွားတာလွဲလို့ရှိရင်ကျန်တာကတော့ဟိုကောင်းတယ်ဆိုတော့တင့်တင့်တယ်ဆိုတော့ level လေးမှာတော့ရှိနေတယ်အဲ့တော့တကယ်တမ်းကျွန်တော်တို့ဂိုးတွေအများကြီးပေးနေရတဲ့အဲ့နောက်တန်းနဲ့ဂိုးသမားရဲ့ပြဿနာလို့မမြင်မဲနဲ့ကျွန်တော်ကွင်းလန်ခန့်စစ်ခဲ့ပြဿနာလို့မြင်တယ်အဲ့တော့ဒီရာဒီမှာဆိုအချက်လက်တွေလည်းရှိခဲ့ကတ်စမဲရိုကွင်းထဲမှာရှိရင်ဘယ်နှခုပေးရလဲကတ်စမဲရိုမရှိတဲ့အချိန်ဘယ်နှခုပေးရလဲဆိုတော့ဇာ၄ဇာလောက်သွားကွာတယ်အဲ့တော့ United ပွဲတွေကိုအများကြီး United ပြိတ္တပြိတ္တတွေဆိုအခု ထရောမာတော်ရနေတဲ့မှာကက်စမဲရုနဲ့ဥဂါဒင်းနဲ့လူစားလဲပြီဆိုရင်ဒါကတော့ဂိုးပေးရတော့မယ့်အချိန်ရောက်လာပြီဆိုတော့ပုံစံမျိုးစပါးနဲ့ပွဲစဉ်မှာဆိုလဲဥဂါဒင်းဝင်လာတော့မှဒီဂိုးတွေကလောလောကူကူပေးလိုက်ရတာဥဂါဒင်းဝင်လာတဲ့အချိန်ဟိုဒီနှစ်ဂိုးစလုံးမှာဆိုလဲရစ်ချယ်လီဆင်ဂိုးမှာဆိုလဲသူတင်းလုံးက offside ကိုဖမ်းလာတယ်သူတယောက်တည်းအဲ့မှာသွားဖြစ်နေတယ်ပထမဂိုးမှာဆိုလဲတာမန်ဒီ proper DMF တယောက်အနေနဲ့ block လုပ်လို့ရတဲ့အနေထားကိုခွင့်ပြုပေးလိုက်ရတာသူ့ရဲ့အားနည်းချက်တွေပေါ့ဆိုတော့အဓိကကတော့ Casemiro ရဲ့ backup player ကောင်းကောင်းမရှိတဲ့ပြဿနာအောင် ကျွန်တော်တို့ရင်ဆိုင်နေရတယ်လို့ပဲကျွန်တော်မြင်တယ်အဲ့တော့ကျွန်တော်အနေနဲ့ဆိုရင်တော့ဥကာဒေးကိုထည့်နေမဲ့စားကက်စမဲရူကြတာနဲ့ဥကာဒေးဝင်တာနဲ့တော့အတူတူလောက်ဖြစ်နေတော့ကျွန်တော်ကတော့ကက်စမဲရူပဲမိနစ်60လုံးနောက်ပို့ပြီး30ကျန်တယ်အဲ့လိုပုံစံမျိုးဖြစ်နေဟုတ်အဲ့ဒါလည်းတော်တော်ကောင်းပါတယ်ညီရှင်ပြောပါလေဒါမှမဟုတ်လည်းခန်စစ်ကစန္ဒဘတ်တယောက်ကိုအဲ့နာထားလိုက်တာမှပို့ပြီးတော့ကောင်းရင်ကောင်းအောင်ပဲဟိုစတုန်းတို့ဒီဆာလီဘာတို့ကိုတခြားတင်းနေအဲ့လိုနေရထားကစားလို့လေဘာလို့ဖြစ်လူမရှိရင်တော့အဲဒီယာမှာတယောက်တွားပြီးတက်ထောက်လိုက်တာမှ ဟိုပုံမှန်ဆိုရင်ကိုတို့ယူရိုရဲ့မကွာရရဲ့ဒီလစ်ကဲအဲရှိတယ်ဗောနော်အဲ့တော့တခြားအဲ့မှာတစ်ခုတက်ပြီးတော့လှုပ်လို့ရတယ်ဗောဒါမှမဟုတ်လဲမဇာဦးရီလို့လို့ကစားမမျိုးဒီကိုယ်နဲ့ဆင်းပြီးတော့ double pivot လိုမျိုးပြန်ထိုင်တာပဲဖြစ်ဖြစ်လှုပ်လိုက်တာတော့မှပိုစိတ်ချရမှာထင်တယ်။အူကာလေးဝင်လာရင်ကအဲ့လိုညီလေးပြောလို့ဖြစ်နေတာဆိုတော့လေ Everton ကတော့နောက်ဆုံးပြောစရာလေးတစ်ခုရှိတာ Everton နောက်ဆုံး၅ဘွဲမှာ၅ခုလောက်ပဲရတယ်။ Golden Sun ရည်ကြီးကြာလာတယ်။အဲ့ဒါတော့နည်းနည်းလေးပြောစရာရှိတယ်။ အာနော်ဗီဒီယာဒီမှာတွင်းကက19ပဲရှိတယ်ပေါ့နော်ဂျာမတ်ကွာဟာမှုက United နဲ့၃မှတ်ပဲကွာတာဒါပေမဲ့ Everton ရဲ့နောက်ပိုင်းပွဲစဉ်တွေမှာနည်းနည်းလေးခြေစွမ်းကျလာတယ်ပေါ့နော် Everton ပတ်သက်ပြီးညီလေးအမြင်လေးလည်းဆက်ပြောပေးပါဦး Everton ကတော့ David Moores ကင်နေတဲ့အသင်းဆိုတော့ Moores ရဲ့ထုံးစံတိုင်းနည်းနည်းလေးပြင်းစရာကောင်းတဲ့ vibe ကတော့ရတာပေါ့နော်ဥမာဝမ်ဆန်းကတော့သူကင်တော့အသင်းအောင်မြင်တယ် Conference League တွေလည်းရတယ်ဒါပေမဲ့ဟိုကြည့်လို့ကောင်းတဲ့ mid တွေပဲအသင်းတွေဥမာ Brighton တို့ဘုံပေါက်တို့ကျွန်တော်တို့အခုရတဲ့ခံစားချက်လို့ပြောတော့တိတ်တော့မဟုတ်ဘူးပေါ့အဲ့တော့ Moores ကင်နေတဲ့ အသင်းတွေကတော့အဲ့လို vibe မျိုးတော့အမြဲပေးတယ် Everton လည်းအဲ့လိုပဲယာတီအစတော့ကတော့ဒါ Grealish နဲ့ဒီ Chelsea ကလာတဲ့ Jubery Hall တို့နဲ့အုပ်စုနဲ့ NDA တို့နဲ့အဆင်ပြေမလို့လို့ဖြစ်ပေမဲ့လည်းတိုက်ဆက်ကပြန်ပြီးအိုင်ဝါပြန်အဲ့တော့အဓိကတော့ဂိုးရဖို့အတွက်ကြိုးစားတဲ့နီးလန်အရင် simple ဖြစ်လို့နေရပါဘူးသူတို့ရဲ့ပြဿနာတောင်ပန်တွေပို့မယ်အဲ့ရနေ cross တင်မယ်ခေါင်းတိုက်မယ်ဒီလောက်ကလွယ်လို့ရှိရင်ဂျန်နဲ့ဟိုတိုက်ဆက်ကိုသွားတဲ့တွဲလုံးတွေကတိတ်ပြီးတော့ရင်ခုန်စရာမရှိဘူးခန်းစစ်ကတော့အတိုင်းတာတစ်ခုတည်း strong ဖြစ်တဲ့အထဲမှာပါတယ် Everton ဒါ pick 4ကလည်းတကယ်အခုဟိုဂိုးသမားကောင်းနေတလောက်ပေါ်နေတဲ့အင်္ဂလန်အထဲမှာတော့ဒါတကယ် number 1 goalkeeper အနေနဲ့နေရာယူရတဲ့ဂိုးသမားဆိုတာခန်စစ်ကတော့အအတိုင်းတာတစ်ခုတည်ငိုင်နေနောက်ဆုံးပွဲစဉ်မှာဆိုလည်းသူတို့ clean sheet ပြန်ပြီးတော့ရထားတယ်ပေါ့ဆိုတော့အဓိကတော့အသင်းရဲ့ကစားပုံကြီးကအရင်ရိုးရှင်းလို့ပြီးတော့ဟိုအိမ်ဝင်းတစ်ပေါက်လောက်ပဲအားပြုတ်ပြီး ညှင့်ညက်ပြီးကန်နေရတဲ့ပုံစံမျိုးတော့မြင်ပါတယ်ကျွန်တော်အဲ့တော့ညီလေးထောက်ပြခဲ့လို့ပေါ့နော်အရင် predictable ဖြစ်တာပေါ့ခံမှန်းရလွယ်နေတာသူတို့ကကိုယ်နေရာနေပြီးမယ်တောင်းပန်ကိုဖြတ်မယ်အတွင်းအပြန်ချိုးပေးမယ်ကန်မယ်ဒါမှမဟုတ်လေ cross က area ဆိုတော့အမြင်မောပေးမယ်ခေါင်းတိုက်မယ်အရန်ကိုအကိုတို့တကယ်ကို British စံနေရပေါ့နော် traditional အဲ့တော့အဲ့ပုံစံကနေ voice ကနေအများကြီးလုံးဝပြနိုင်သူကိုယ်တိုင် Scott ကဆိုတော့ဒီပုံစံကနည်းနည်းလေးဒီခက်ပိုင်းမှာတော့ ဟိုယူသွားတယ်ပေါ့နော်ယူသွားတယ်ကိုပြောချင်တာဒီသူကိုင်းတဲ့အတန်တန်းတော့မစင်ရအောင်ဒါပေမဲ့လည်းအရန်ကြီးတော့ထွန်းထွန်းပေါက်ပေါက်တော့ဖြစ်မလာအောင်ဒါလည်းလူစင်းကြောင်လည်းပါတယ်ဒါပေမဲ့လည်းအာသူ့ရဲ့ပုံစံကအဲ့လိုပဲဟိုတချို့ပွဲတွေဆိုရင်ဒုက္ခပေးတတ်မယ်အဲ့တော့နောက်ဆုံးတွေးဆမှုတွေမှာလည်း Everton ရဲ့အခြေအနေက United တွေ့ရဲ့နောက်ဆုံး၈ပွဲမှာနိုင်ပွဲမရထားဘူးဆိုတော့အဲ့ဒါလေးကလည်းနည်းနည်းစိုးတယ်ပေါ့နော် United က6ပွဲနိုင်တယ်2ပွဲတေချရတာဆိုတော့နောက်ပိုင်းပွဲတွေမှာ United ကပိုပြီး dominate လုပ်လာနိုင်တယ်အဲ့တော့ဒီပွဲမှာကောအဲညီလေးစောင့်ကြည့်ခြင်းနဲ့ တဲ့အချက်လေးပေါ့ United ဘက်မှာဘာချက်ရှိပြီးတော့ Everton ဘက်မှာဘာချက်လေးရှိလောက်ပေါ့အဓိကတော့ United မှာအားသာတဲ့အချက်ပေါ့အားသာတဲ့အချက်ဆိုတာတခုနအခုပြောရတဲ့ထိတ်တိုက်တွင်းဆုံမှုကလည်းတခုအပါဝင်ဖြစ်တယ်နောက်ပိုင်းမှာ Everton ဆိုတော်တော်လေးအသာစီးရတယ်ဒါပေမဲ့တခုတော့ရှိတာကအဲ Ruben Amorim ရောက်လာတဲ့အချိန်မှာဒါသူ့ရဲ့ဟို Ipswich နဲ့အပီးပေါ့နော်ဒုတိယမြောက်အိမ်ဝင်တွေ့တဲ့အချိန်မှာတော့ Everton 4-0နဲ့နိုင်တယ်။အဲ့တုန်းကတော့နီးပြရှောင်းတိုက်ပေါ့ Everton နီးပြရှောင်းတိုက်။ဒါပေမဲ့ဒုတိယတစ်ကြော David Morris နဲ့ Everton ကွင်းမှာပြန်တွေ့တော့တူးတူးသိရကြတယ်မနစ်ကဆိုတော့အဲနှစ်ကြော်စလုံးတော့မနစ်ကလို့အရင်အချိန်နေဆိုးရတဲ့နှစ်မှာတော့ Everton နှစ်ကြော်စလုံးမရှုံးခဲ့ဘူးအိမ်ကွင်းမှာဆိုတာသူရောက်ပြီးတဲ့အချိန်မှာဂိုးအပြတ်ဆုံးနိုင်မွေးရတာ Everton နဲ့တွေ့တဲ့အချိန်မှာရလာတယ်လို့တော့ပြောလို့ရတယ်ဆိုတော့အဲဒီယာတီမှာဆိုရင်လည်းကျွန်တော်တို့တင်အိမ်ကွင်းအနေထားတကယ်အားရဖို့ကောင်းတယ်အဲ့တော့မနစ်ရမနစ်ကရာသီတုန်းကဆို United အိမ်ကွင်းကတကယ်ဒါခလီကစားခွင့်မဲ့တဲ့မှာ Nottingham Forest လာလိုက်၃ဂိုးသွင်းလိုက် Brighton လာလိုက်၃ဂိုးသွင်းလိုက်ဒီလိုမျိုးအပျော်ရမ်းသွင်းတယ်လို့မျိုးသွင်းပြတဲ့အနေထား ဒီရာသီမှာတော့မှန်တယ်အဝေးခွင့်ကတော့ရလက်ရတာမန်အဆင်မရှိတယ်ဟိုလီဗာပူးနဲ့တပွဲပဲနိုင်ပြီးတော့ကျန်တာဆိုတေချလိုက်ရှုံးလိုက်ပေါ့ဒီလောက်လောက် level ပဲရှိတယ်ဒါပေမဲ့အိမ်ဝင်းမှာတော့ဟိုအာဆင်နယ်နဲ့ပွဲစဉ်တပွဲမှာရှုံးသွားတာလွဲလို့ရှိရင်ကျန်တာအကုန်နိုင်မယ်တေတောင်မကြတော့ဆိုတော့အာဆင်နယ်နဲ့ပွဲတောင်မှတကယ်တမ်းပြောရင်အမော်ရင်တဖွားဖွားပြောနေတယ်လို့ပေါ့ဒီပွဲစဉ်မှာသူတို့ပိုကောင်းခဲ့တယ်ပို dominate လုပ်ခဲ့တယ်ဒါလည်းမှန်ပါတယ်ဆိုတော့ပွဲစဉ်တက်မှာတော့ဆိုရင်အာဆင်နယ်ကိုပိုပြီးကောင်းအောင်ကစားနိုင်ခဲ့တယ်ဆိုတော့အိမ်ဝင်းမှာဆိုရင် United ဒီအတိုင်းတာတစ်ခုဒီစိတ်ချလို့ရတယ် Ultra Four ရဲ့အချိန်ဟွာတစ်ခုတော့တဖြည်းဖြည်းချင်းပြန်ရောက်လာပြီလို့တော့ကျွန်တော်မြင်ရတယ်အဲ့တော့နောက်ပိုင်းပွဲစဉ်တွေမှာဆိုလည်း Brighton နဲ့ Four Two တို့ဘာလို့ဆိုတာဒါအဲ့လိုနှစ်ကူးပြတ်တာတွေဘာလို့ဆိုတိတ်ပြီးတော့ United မှာမြင်ရလေးမရှိတဲ့ဟာမျိုးလေးတွေပေါ့ဒါမျိုးလေးတဖြည်းဖြည်းနဲ့ပြန်ပြီးရလာတယ်ဆိုတော့အဲ့ပွဲစဉ်မှာဆိုလည်း၃ကူးသွင်းပြီးမှနှစ်ကူးပြန်ပေးပြီးတော့တကူးပြန်ပြီးတော့ပြန်သွင်းရတာပေါ့ဆိုတော့အဲ့လိုနှစ်ကူးပြတ်တဲ့ပွဲစဉ်လေးကြီးလေနောက်ပိုင်းမှာတဖြည်းဖြည်းနဲ့များလာပြီဖြစ်တဲ့အတွက် Sunderland နဲ့ပွဲလဲနှစ်ကူးပြတ်တယ် Brighton နဲ့ပွဲလဲ နှစ်ခုပြတ်တယ်ဆိုတော့ United ကတော့အိမ်ဝင်းမှာအရင်တော့အချိန်ကတခုကိုပြန်ပြီးရလာပြီလို့မြင်ပါတယ်ကျွန်တော်ဟုတ်အကိုလည်းအဲ့လိုပဲမြင်တယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီညီလေးပြောခဲ့လို့ပဲသူတို့အဲ့ဒီ Arsenal ကိုရှုံးခဲ့တာအခုဒီတဖော်ကပြောနေလို့ကျန်တဲ့ပွဲတွေအကုန်နိုင်တယ်ဆိုတော့အိမ်ဝင်းမှာရမှတ်ရအောင်စွမ်းဆောင်နေတယ်အိမ်ဝင်းမှာရလက်ကောင်းစွမ်းဆောင်နေတယ်ပုံစံတစ်ခုကိုစပြီးတော့တီဆောင်နေရဆိုတော့ဒီပွဲမှာလည်းဒါ United အနေနဲ့တော့အကိုတို့ကအများကြီးပြောစရာမရှိဘူးအသာစီရဖို့ကအများရတယ်အဲ့တော့ ဒီဘွဲရလက်ခံမှန်းချက်ကောညီလေးဘလို့ထင်လဲ Everton ကရောဒီဘွဲမှာကိုရနိုင်လောက်လားပေါ့ဟုတ်ဆိုတော့ United ခံစစ်ကတော့ဗျအခုချိန်မှာကျွန်တော်တို့သုံးသပ်လို့ရှိရင်တော့ Sunderland နဲ့တဘွဲကလွဲလို့ရှိရင်တရားဒီလုံးပွဲတိုင်းကိုးပေးနေရတော့ကျွန်တော်တို့ကဒီဘွဲစဉ် clean sheet ရမယ်လို့ခံမှန်းတာနည်းနည်းတော့ယုံကြည်မှုလွန်ကဲရတော့ကြာမှာပေါ့ဒါပေမဲ့လည်းကျွန်တော်က Everton တိုက်စစ်ကိုလည်းတိတ်တဘောမကြောက်ဘူးရှာရှာပပရခဲ့တဲ့တပွဲတော့ clean sheet ရလဲဆန်နာလန်နဲ့ပွဲစဉ်မှာဒီလိုအိမ်ဝင်ပွဲစဉ်မျိုးမှာပဲရသွားတာဖြစ်တဲ့အတွက် ဒီပွဲစဉ်တော့ကျွန်တော်အမှန်တိုင်းပြောရင် clean sheet ရသွားမယ်ဆိုတော့ခံစားချက်မျိုးတော့ရတယ်အဲ့တော့တိုက်ဆက်ပိုင်းကတော့ဒီနေ့ကဒါ Sesco လည်းတန်ရန်ရသွားပြီဆိုတော့ United မှာအပြောင်းလဲတွေအများကြီးဖြစ်မဲ့ပွဲစဉ်ပေါ့အမှကွန်ဟာနဲ့မောင်းနဲ့အံပွဲဖို့နဲ့အဲ့တော့ဒီတိုက်ဆက်အတွဲဖက်ကအရှိမကစားခဲ့ရတဲ့ပွဲစဉ်တွေမှာ Arsenal နဲ့ပွဲစဉ်တော့ Fulham နဲ့ပထမပိုင်းပွဲကစားခြင်းနဲ့ဆိုလိုချင်တာ Sesco မကောင်းမှုကောင်းတယ်ဒါပေမဲ့ကျွန်တော်အမြင်ပြောရရင်တော့ကွန်ဟာအထောင်တိုက်ဆက်မှာဆော့တာ United အသင်းလိုက်ကစားပုံမှာပို့ပြီးတော့ ဟို effective ဖြစ်တယ်လို့ကျွန်တော်ပိုခံစားရတယ်အဲ့တော့ဒီနေ့ပွဲစဉ်ဒီကွန်ဟာအထောင်တိုက်ဆက်နဲ့အနောက်ကမောင်းတို့အံပွဲပိုးတို့နဲ့လာမယ်လို့ယူဆတဲ့အတွက်ကျွန်တော်က United နှစ်ကိုးပြက်လောက်နဲ့နိုင်သွားမယ်2-0ပေါ့ကိုလည်းမပေးရတော့ဘူးပေါ့အဲ့လိုမျိုးတော့ခံမှန်းမိပါတယ်ဟုတ်ကိုလည်းအဲ့လိုတော့စဉ်းတော့စဉ်းစားမိရဲ့ဘာကြောင့်လဲဆိုတော့ United ပွဲတွေကနောက်ပိုင်းပွဲတွေမှာပြန်လည်သွင်းကိုတွေကအရမ်းများနေပြီပေါ့နော်နောက်ဆုံး၄ပွဲဆက်တိုက်3-2နှစ်အထက်တွေပွဲတွေဖြစ်ခဲ့ဆိုတော့ အတင်းတင်းကအဲ့လောက်ကြီးဂိုးတွေအမြဲတမ်း3ဂိုး4ဂိုး5ဂိုးတွေမြင်ရလေတော့မရှိဘူး။ United ကဒီပွဲမှာအကိုကတော့1-0ဆိုရရတဲ့ကိုပိုကြိုက်တယ်ပေါ့နော်။ဒါက1-0လောက်နဲ့ကတ်နိုင်ပြီးတော့ဒါတင်းတာနေညမှာသုံးမှတ်ယူသွားမယ်လို့တော့အကိုကတော့ထင်တယ်ပေါ့။အဲ့အဲ့ဒါတော့အကိုတို့မဖြစ်လာမယ်။သူတို့စောင့်ကြည့်ကြတာပေါ့။ Okay ပါဒါကျွန်တော်တင်းတာနေညမှာကစားမဲ့ Premier League ပွဲစဉ်12ရက်နောက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ Manchester United အသင်းနဲ့ Everton အသင်းတို့ရဲ့ပွဲချိုးတုံးတစ်ချက်အစီအစဉ်ဖြစ်ပါလေ။ ပွဲပြီးဘာတွေဖြစ်လာမလဲဆိုတော့လည်းကျွန်တော်ပြန်လဲတင်ဆက်ပေးပါအောင်မယ်အဲ့တော့အခုကြည်ပေးခဲ့တဲ့တရားချီးစရာကိုကျွန်တော် Sports Corner ဖွဲ့သားများအားလုံးရဲ့ကိုစားကျေးဇူးတင်ကြအောင်ပြောစားရတဲ့ဒီမှာပဲညီကုန်းချောလိုက်ရပါတယ်အားလုံးပဲရှင်းလင်းချမ်းမြေသောနေ့လေးဖြစ်ပါစေခင်ဗျာ